ေးတဲ့โอเคပြန်စကြည့်မယ်เนาะပြန်စကြည့်မယ်โอเคစဟုတ်လေအဲ့ဒါအဲ့ဒီတိုင်းပဲပြောလေကောအဲ့ဒါဘယ်လိုပါလဲဆိုတော့တိုင်းတော့တော်မတည်ပဲရှိသေးတယ်ပြန်စရတယ်ဘာဖြစ်လဲစကြည့်မယ်ခုနကအမိုက်ခရိုဖုန်းနဲ့ဝေးထားလိုက်တော့โอเคအားလုံးမင်္ဂလာပါကျွန်တော်နာမည်အကြောင်း၅ပါကျောင်း၅စာပေမှာစာရေးပါတယ်ကျောင်းနာမည်ဌာနီရေဘော်စောအထီးပေါ့ပါကျွန်တော်ကဌာနီရေဘော်အဲဌာနီကောမရက်စော အသေးပေါ်တဲ့အကောင့်မှာလဲ Facebook အကောင့်မှာလဲစာရေးတယ်လို့ကြောင်ငါနီမဂဇင်းမှာအဆောင်ပါတွေရေးရနော်ခုကျွန်တော်တို့ရဲ့ရင်းနှီးခြင်းစကားဝိုင်းအပိုင်းတစ်ကနေကြိုဆိုလိုက်ပါတယ် podcast ကတော့စကားဝိုင်းပေါ့နော်စကားဝိုင်းဆိုတော့အခု podcast ကလည်းဟိုပြောရမလို့ကအထူးဆန်းလည်းမဟုတ်တော့ဒီမှာ podcast တွေတအားများနေတယ်ဥပမာအထူးတစ်ဖြစ်ဒီ YouTube မှာဆိုရင် podcast တွေတော်တော်များ ရှိတယ်ပြီးလို့ရှိရင်ဒီຫນွေဥတော်လည်းအဝိုင်းစကားဝိုင်းထဲမှာလည်းစကားဝိုင်းတွေအများကြီးရှိတယ်เนาะပြောကြပါလေအလာပါတလာပါလေအာအဓိကကတော့အေးပြောပြောအဓိကအဓိကကတော့အရင်တော့ကတော့အလိုဟိုဒီဟာမျိုးတွေဟာဗီဒီယိုစကားဝိုင်းနေပုံစံပေါ့ဒါမဲ့ဟိုတစ်ချိန်တုန်းကတော့အလိုရေဒီယိုနဲ့လွှင့်ဖို့ကြတော့လူတိုင်းလုံးနိုင်လဲဟာမဟုတ်ဘူးပေါ့ဒါမဲ့ဒီနေ့အချိန်မှာတော့လိပညာပိုင်းအရာလဲဒါအတိုးတက်လာပြီဆိုတော့ဒါလူတွေလက်ထဲကိုနီးပညာ အအများကြီးတွေအလွယ်တကူအသုံးပြုနိုင်တဲ့အခြေအနေရောက်သွားတော့အဲ့လိုလူတိုင်းကသူတို့မှရှိတဲ့အဲ့လိုအမြင်တွေသူတို့ပြောကျင်တဲ့ဟာတွေကိုအဲ့လိုမျိုးဟောပေါ့စကားဝိုင်းလေးတွေဖွဲ့ပြီးတော့အဆွေနွေကြတာပေါ့နော်အွန်လိုင်းပေါ်အလွယ်တကူတင်လို့ရတဲ့အနေထားရောက်သွားတယ်လို့ပြောရမှာအဲ့ဒါအဲ့ဒီမှာ podcast တွေအများကြီးပေါ်လာတယ်လို့လည်းပြောလို့ရတာပေါ့နော်အဲ့ဒါဒီဒီတော့အဲအဲ့တော့ကျွန်တော်တို့ဒီစကားဝိုင်းမှာပေါ့နော်ဒီစကားမှာကျွန်တော်ပြောမယ့်အကြောင်းအရာတွေတော့အများကြီးပါ အဲ chat တွေလည်းပြောနေကြတဲ့ကိစ္စတွေလည်းပါတယ်အခုဖြစ်တော့နိုင်ငံရေးတွေပြောကြမယ်စီးပွားရေးလူမှုရေးတွေကျွန်တော်ကျန်တဲ့ဟိုကျန်တဲ့ခေါင်းစဉ်တွေအကုန်ပြာဤပညာတွေပါလဲကျွန်တော်တို့ဆွေးနွေးကြဟိုတတနာလည်းပါပါเนาะအဲတတနာပိုင်းတွေရောကျွန်တော်တို့ဒီကြောက်ငါးစာပြင်မှာရေးတဲ့စောင်းပါးတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တွေပြန်ပြီးဆွေးနွေးကြမယ်အဲဒီအတွက်ဟိုနားထောင်နေသူတွေစိတ်ဝင်စားမယ်လို့ထင်ပါဟုတ်ကျွန်တော်ကတော့နည်းနည်းထပ်ဖြည့်ပြောချင်တာက ပြောသွားတာမဟုတ်လို့ဟိုကျွန်တော်တို့ကအများတိုင်းရဲ့ serious ပေါ့နော်ဟိုကောင်းစဉ်ကြီးတွေပြပြောနေအောင်ပေါ့ဒါအရာလဲအလာပါတလာပါလေးတွေလဲရောပြီးတော့ပြောမှာဆိုအထွေထွေအကြောင်းအရာလေးတွေပေါ့နော်ဟုတ်โอเคအဲ့တော့စပါရအောင်နော်အဲလောလောဆယ်ပြောမှာတော့ဒီကျွန်တော်တို့ကျွန်တော်တို့ကျွန်တော်တို့ကဟိုတဘောတရားအာဓမ္မတွေများတယ်ကျွန်တော်တို့ကျွန်တော်တို့တဘောတရားတွေလေ့လာတယ်ပြီးလို့ရှိရင်ဖြည့်တဲ့မြေပေါ်မှာဖြစ်နေတဲ့အကြောင်းအရာတွေကျွန်တော်တို့တတ်နိုင်ဆုံး ဟိုလိလာတုံးတက်တယ်ပြောဒီသဘောတရားတွေ ਨੇ ပြန် ပြီးတော့မပေါင်းဆက်ပြီးတော့မှကျွန်တော်တို့ရဲ့ကိုပိုင်ဟိုကိုပိုင်ဆုံးဖြတ်ချက်တွေเนาะကိုပိုင်ဤကုန်တွေချတယ်လိလာတယ်အခုလဲကျွန်တော်တို့ဒီနွေဦးတော်လာရရတယ်ဆိုရှင်9နှစ်ထဲဝင်လာပြီ9နှစ်ထဲဝင်လာတော့ဟိုအားနေချက်တွေလည်းအများကြီးရှိခဲ့တာကျွန်တော်တို့ခဏခဏအဲပြောခဲ့တယ်เนาะနားထောင်တဲ့လူတွေလည်းတတိထားမိကြပါဘူး အဲ့ဒီမှာမှာအထူးကျွန်တော်တို့အနေနဲ့မြင်တာကတော့ဒီစီယုံရေလုပ်ငန်းကြီးကတော်တော်လေးကိုလိုအပ်နေသေးတယ်ပေါ့နော်အဲဘာဖြစ်လို့လဲဆိုတော့အဟိုအရင်အရင်တော်လိုင်းရေလက်နက်ကလှုပ်ရှားမှုတွေတဲကဒီစီယုံရေစီယုံရေလုပ်ငန်းကလက်နက်ကင်အင်အားစုတွေအတွက်အရင်မတန်မဟိုခက်ခဲတဲ့လုပ်ငန်းတစ်ခုဖြစ်နေဒါကလည်းဘာကြောင့်လဲဆိုတော့ဟိုလူထုနဲ့လူထုရဲ့အခြေအနေရောလူထုရဲ့လက်တွေ့အခြေအနေတွေကို ဟိုနည်းနည်းလွတ်သွားတာတွေများတယ်အဲ့တော့ဟိုတချို့ကြတော့လေသဘောတရားတွေတအားလေးလာပြီးတော့မှလူထုရှိမသွားတာလူထုနဲ့စကားတိတ်မပြောတာဆိုတော့သူတို့ရဲ့အမြင်တွေကိုလူထုပေါ်အသိဟိုတွန်ချတယ်လို့ဖြစ်သွားတဲ့အခြေအနေရှိတယ်အဲ့ဒီအချိန်မှာလူထုကလည်းတော့သူတို့ပြောတဲ့စကားတွေလက်လန်းမမီတာတွေဟိုနားမလဲတာတွေဖြစ်ပြီးတော့မှအော်လက်နဲ့ကန်တော်လန်ရေးဆိုတဲ့လိုပဲစစ်အာဏာရှင်နဲ့လက်နဲ့ကန်တပ်ဖွဲ့တွေနော်တနက်နဲ့ပြင်နေကြတယ် ဟိုအင်အားများတဲ့ဖွဲ့နိုင်သွားမယ်တလောက်လောက်ပဲမြင်သွားတဲ့သဘောတွေရှိကျွန်တော်သဘောတရားရေးရသမားတယ်မယ်ဟိုဘောသဘောတရားဆိုတာကအဲဒါကျွန်တော်မေတော့မမေ့လို့မရတဲ့ဟာနော်လက်တွေ့ကနေလာတယ်လို့ပြောရမှာပဲဘာလို့ကျွန်တော်တို့လက်တွေ့ကျင်းလဲရဘဝကနေကျွန်တော်တို့ရဲ့စဉ်းစားပုံတွေကျွန်တော်တို့အယူအဆတွေကပေါ်လာတာဖြစ်တယ်ဘောနော်ဒီလိုမျိုးအယူအဆ idea ဘော idea ဆိုတော့အယူအဆတွေစိတ်ကူးစိတ်သားနေဆိုတာသူကလေထဲမှာရှိနေတာမဟုတ်ဘူးဘောနော် အဲ့လိုရှိနေအောင်ဟုတ်တဲ့အခါမှာကျွန်တော်တို့လက်တွေ့ကျင်နေရဘဝကနေအတွေ့အခေါ်တွေပေါ်လာမယ်အဲ့အတွေ့အခေါ်တွေကသူ့ဘာအတူပဲရှိနေလို့မရဘူးဒီအတွေ့အခေါ်တွေကျွန်တော်ကလက်တွေ့မှာပြန်ပြီးတော့အသုံးချကြည့်အသုံးချကြည့်ရမှာအော်ငါငါအတွေ့အခေါ်ကတော့ဒီမှာလိုနေတယ်ဒီမှာဟာကွက်တွေရှိနေတယ်အဲ့အရာတွေကိုသိမှနောက်ထပ်ပို့ပြီးတော့မိုးမှန်လို့ရမယ်ပေါ့နော်ဟိုအဲ့တော့ဒီအဲသဘောတရားနဲ့လက်တွေ့နေရအများအား ထိတ်ဆက်နေတယ်ပေါ့နော်အဲအဲအကြောင်းပေါ့ပေါ့လက်တွေ့ကနေအမှန်ကိုရှားမှာပေါ့နော်ဟိုလုံးဝကြီးတော့ဟိုကျွန်တော်တို့ဒီနေ့ဆက်ကတော့ရတော့မယ်ကျွန်တော်ကပရအပရမတ်တဘောကိုတော့ရောက်မှာမဟုတ်ပဲမလဲဒီလိုပေါ့တတ်နိုင်သမျှတော့လက်တွေ့ကနေတစ်ဆင့်ဒီပရမတ်တို့ပါတော့ချင်းကပရမတ်အမှန်တရားကိုချင်းကရမှာပဲပေါ့နော်ပြီးတော့ဟို ရဲဘော်ကြောင့်ငါနောက်ဆက်ပြောသွားတယ်ဒီလိုစီယုံရေးပြဿနာတို့ဘာလို့ပါလဲဒါကကျွန်တော်တို့ဒီနိုင်ငံရဲ့လူအဖွဲ့အစည်းရဲ့ဟိုလက်တွေ့ဘဝအခြေအနေကြောင့်လည်းပါတယ်ပေါ့နော်ကျွန်တော်တို့ကဒီလိုမျိုးဒီနိုင်ငံမှာအတူတကွရှင်တွဲနေထိုင်ရသူတွေဖြစ်မယ်ကျွန်တော်တို့လူတွေအချင်းချင်းကြားထဲမှာရှိတဲ့ဆက်သွယ်မှုတွေကဒီလိုမျိုးခေတ်အဆက်ဆက်ကဒီလိုမျိုးပေါ့ဆမ် စီးပွားရေးမတိုးတက်တာတွေရောဆက်မှုမထွန်းကားတာတွေရောအဲ့လိုမျိုးဟုတ်လမ်းပန်းဆက်သွယ်ရေးမကောင်းတာတွေအဲ့လိုအကြောင်းရင်းတွေအများကြီးကြောင့်လူတွေကအဲ့လိုသတိပုဂ္ဂလအဆုအဆုတွေလို့ဖြစ်နေတယ်ပေါ့နော်အဲ့ဒါကြောင့်လည်းဒီလိုမျိုးဟိုတိုင်းနာလနဲ့ကိုင်းတို့နောက်ညမာတွေတို့ဘာလို့အဲ့လိုသွေးကွဲတယ်လို့ဖြစ်နေတာကလည်းတကယ်တမ်းကျတော့ဟိုအတင်းလောက်ခိုင်းလို့မရတာလေအဲ့ဒါလည်းပါတယ်ပေါ့နော် ဥမာချင်းတို့ချင်းပြည်နယ်တို့ဘာလို့မှတော့ဒီနေ့အထိအဲ့လိုမျိုးဟိုပုံချင်းဘာသာစကားကိုချင်းဘာသာစကားဘယ်ဟာကိုစံထားပြီးပြောအောင်လဲဆိုတော့မတတ်မှတ်နိုင်ဘူး။ဘာလို့ဆိုသူတို့ကဖေရတစ်မျိုးစကားပြောကြတယ်စကားတစ်မျိုးပြောကြတယ်အဲ့ဒီအခါမှာဘယ်လူမျိုးရဲ့စကားကိုစံထားပြီးတော့ပုံစကားအနေနဲ့ပြောမလဲပေါ့။အဲ့ဒီညာဘာလို့ပြဿနာတက်လဲဆိုတော့ဒီလူမျိုးတစ်ခုရဲ့စကားကိုစံတင်လိုက်မယ်ဆိုရင်ပြန်တဲ့လူမျိုးတွေက အတွက်အဆင်မပြေတော့ဘူးအဲ့ဒါဘာဖြစ်လို့လဲဆိုတော့ဒီလိုမျိုးဟိုချင်းလူမျိုးတွေအရဟိုလူမျိုးရေးစိတ်ဓာတ်ပြင်းထန်နေဆိုတာပဲဒီလိုမျိုးချင်းတွေဟိုသူတို့ချိတ်ဆက်မှုပေါ့ဒီလိုလမ်းပန်းဆက်သွယ်ရေးခက်ခဲတာဟိုတောင်တွေအရန်များချင်းတောင်အန်းနေရအဲ့ဒါအခါမှာသူတို့ကဖြစ်ဖြစ်တွေ့မှုနည်းတယ်ပေါ့နော်အဲအဲ့အဟိုလမ်းမဖောက်တာလည်းပါတယ်ဟုတ်တယ်အဲဒီအိုဆိုးအဲဒီစစ်တပ်ကလည်းနော်ဒီလိုနည်းပေါင်များစွာအုပ်ချုပ်လာခဲ့ပြီမြဲဒီလို င်းလိုတိုင်းရင်းသားဒေသတွေတော့မတိုးတက်အောင်ထားရတယ်ကြာအဲ့တော့သူကသူပဲဟိုတိုင်းရင်းသားအုပ်စုတွေလည်းစစ်တပ်ကိုမကျေနပ်တဲ့အခါမှာသူတို့ဘာသာသူတို့ပဲဟိုပြန်ချသလိုဖြစ်နေရပါတော့เนาะဟိုကြံတဲ့သူတွေနဲ့အတူပေါင်းပြီးတော့ကျွန်တော်ကတလေတဲ့စီးတဲ့လူတွေအနေနဲ့မမြင်ရဘူးပေါ့เนาะဒါပေမဲ့ဒီနောက်ပိုင်းကျတော့ဒီຫນွေဥဒေါ်လာကြီး9နှစ်လောက်ကြာလာတဲ့အခါမှာတော့အခုတော့အဲ့လိုတပ်ပေါင်းစုတို့ဘာတို့အကျူအဆတွေကစပြီးတော့ဟောပေါ့ဒီလူတွေပါးစပ်အဲထဲကိုရောက်လာရေပန်း ထားလာပြီးတော့မြင်ပါတယ်ဒါကတော့ဟိုတိုးတက်တယ်လို့ပြောရမှာပေါ့နော်အဲကျွန်တော်ပြောရရင်လည်းရှိတော့အဲဟိုကြောင်းသားဆက်ပြောပါအဲအဲ့ဒီဟိုပြောနေနေတော့ဟိုလမ်းမဆက်တွေနဲ့ပြောမှဆိုရင်တော့ဆက်ပြောမှဆိုရင်အဲ့ဒီလမ်းမဆက်တွေကဟိုပြဿနာအကြီးကြီးပြဿနာကြီးဆိုအထူးဖြစ်ဒီချင်းပြနေပြောလိုက်လို့ကြည်လိုက်လို့ရှိရင်ဟိုမိုးရည်ဒီကြလို့ရှင်အခုထိအခုထိဟိုမှာဟိုလမ်းမဆက်တော့ရေတော်တော်လေးကိုဆိုးရွားနေတဲ့နေရာတွေအများကြီးရှိတယ်။ဒါတွေက ရှင်းရှင်းပြောရင်ပထမအချက်ကဟိုလူတွေမစည်းလုံးနိုင်တဲ့အကြောင်းလဲပါလမ်းဘက်ဆက်တဲ့ရေးတွေမကောင်းတော့လူတွေကတနေနေတည်းသွားတယ်ဆိုလို့ရှိရင်ချေချုံမမွေမရှိတော့ဟိုအရင်တော့အာကျွန်တော်ဒီမြောက်တွေကနေဖအံကတော့ဖအံကားစီးတော့ဆိုလို့ရှိရင်ခီးသွားတော့ဆိုလို့ရှိရင်အဲလမ်းတွေကအဲတော့လမ်းမအတိမဖောက်သေးဘူးဟိုတောင်ပေါ်လမ်းနဲ့သွားရတယ်ပြီးလို့ရှိရင်ဒီကွန်ကရစ်ကနေဖအံဆိုလို့ရှိတယ်လမ်းကတအားဆိုးတယ် တအားဆူမှာနွေရတီဆိုလို့ရှိရင်တော့ဖုံရင်တအားထူတယ်ဟိုမွေးရတီကြရင်တော့ဖွဲ့ရတအားထူပြောချင်တာကဒီလမ်းမဆက်တော်ရေးမကောင်းတော့လူတွေအချင်းချင်းကြားမှာအခြေဆက်ကမတိုးတက်ဘူးအခြေဆက်အခြေဆက်မတိုးတက်တော့ရှင်းရှင်းပြောရရင်ဒါဟိုနားလည်မှုတွေမတိဆောက်နိုင်ဘူးเนาะလူတူဦးနဲ့တူကဆက်ဆံလိုက်တယ်တလောက်လောက်ပဲကုန်စီဟိုလမ်းမကောင်းတော့ကုန်စီစီးဆင်းမှုတွေကုန်တုံမှုတွေအတိတ်ချောချောမှုမှုမဖြစ်ဘူးလေအဲ့လူတွေကဟိုရှင်းတန်းနေရဖို့လောက်ပဲစီးပွားရေးတွေလောက်လိုက်ကြတယ် ွားလဲရတယ်ကြာတော့လာမဖြစ်တော့အဓိကဒီလမ်းမတိုးတက်တာနဲ့မျိုး infrastructure ဆိုတော့အခြေခံအဆောက်အအုံတွေပေါ့မတိုးတက်တာနဲ့ဒါဟိုးနောက်ဆုံးစီယုံရေးစီလုံးရေးအထီတော်မှအဲတက်ရောက်မှုရှိတယ်အော်အဲ့ဒီတော့ဟောစီလုံးရေးတိဆောက်တဲ့နေရာမှာလဲစွမ်းနာအောင်လို့လမ်းပန်းဆက်သွယ်ရေးအထက်အထဲတွေရှိရဲ့အတွက်ကျွန်တော်တို့ကလည်းဟောပေါ့အာဒီလို တနေရာတနေရာမှာနေတဲ့သူတွေရဲ့ထူးခြားချက်တွေပါတယ်ကိုလည်းသိဖို့อ่ะခက်တယ်ပေါ့เนาะကျွန်တော်ကသိရဆိုလို့တော့ဒီအရင်တော့အဆိုပို့ဆိုအောင်เนาะ TV မှာမြင်ရတာစာအုပ်တွေထဲမှာရေးထားတာတွေပဲသိအောင်အာအချင်းလူမျိုးဆိုဒီလိုမျိုးဩကချင်မှာကအာလူမျိုး6မျိုးရှိတယ်အဲအဲ့လိုမျိုးစာတွေ့ဒီလိုမျိုးကိုမြင်ရတော့ကျင်းကျင်းလေးပဲသိတဲ့အခါမှာသူတို့ရဲ့ထူးခြားတဲ့လက္ခဏာတွေကိုမသိဘူးကျွန်တော်တို့ကအကုန်လုံးဟို ဓပုံတန်လည်းလှုပ်ဖို့ကြိုးစားတာပေါ့နော်ဒီလိုမျိုးဟိုပြီးမှလည်းကြီးရဲ့အတွက်အဲ့ဒီအခါမှာဥမာဆက်ဆံချင်းတော့ချင်းကြီးနေရာမထွက်တော့ကျွန်တော်ပြောအဲချင်းကြီးနေတဲ့ပြောရမယ်ဆိုရင်ဥမာကျွန်တော်တို့ကပုံမှန်ဆိုကြောင်းဖွင့်တာကမိုးရသည်မှာကြောင်းစားဖွင့်တယ်နေရာသည်ကြောင်းပိတ်တော့ဒါပေမဲ့မိုးရသည်တို့ဘာလို့မှဆိုရင်ချင်းတောင်တန်းတို့ဘာလို့ကအင်မတန်အဲ့လိုမိုးတအားရွာတယ်ခလေးတွေအတွက်ကြောင်းသွားတာအသက်ဖက်နဲ့ထုတ်သွားတဲ့အနေအထားမျိုးတွေရှိရပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးရဲ့အဲ့ဟို ဒေတာအလိုက်ပေါ့နော်လို့မျိုးဟိုလိုက်လုံးကြီးတွေဖြစ်အောင်လုပ်နိုင်ရမယ်အဲ့ဒါအဲ့ဒါကြောင့်ဒီလိုမျိုးဟိုလက်ရှိကျွန်တော်တို့ဒီဟိုပြည်သူတွေကြားမှာကျေလောင်စွာအော်နေတယ်လို့ပြောလို့ရတဲ့အာဖက်ဒရယ်လုပ်ဖို့ဖက်ဒရယ်သွားမယ်ဘဟုဦးကြီးချုပ်ကိုင်းမှုလျှော့ချမယ်ဆိုတာဒါကလည်းဟိုဟိုသူပါသူကြီးဟိုအဲ lobby တွေပဲ on နေလို့ပေါ်လာတော့မဟုတ်ဘူးเนาะဒါနှိရှိလာများအရင်သားတွေအနေနဲ့ပဲခံစားရတဲ့ အခက်အခဲတွေကလည်းဟိုပေါ်လာတာပေါ့နော်ဟိုဘာလဲမီးစာမရှိရင်တော့မီးပွားလေးကနေမီးမီးမလောက်အောင်ပေါ့နော်အာ okay အဲ့ဆိုရင်ဟိုကလေအခြားအပြောင်းပြောအောင်အာ okay အဲ့ဆိုရင်ဟိုခဏချက်ပြောလို့ဘာလို့ဆိုတော့ဒီလမ်းကြောင်းလမ်းကြောင်းတော့ဘာလို့ပြောရလဲဆိုတော့ဟိုရှင်းရှင်းပြောရတာစီးပွားရေးအကြောင်းပြောရတယ်ဆိုတော့မဟုတ်လားဟိုလမ်းနဲ့လမ်းမဆက်ဆံရေးပဲဆက်သွယ်ရေးပါရေးတဲ့ပတ်သက်လာလို့ရှိရင် ဒီလမ်းကောင်းစီပွားရေးတိုးတက်မယ်စီပွားရေးတိုးတက်ရင်လူကတဖြည်းနေတော့တိုးတက်ပြီးတော့မှဟိုပစ္စည်းပစ္စည်းပစ္စည်းရတော့ဝှထုပစ္စည်းတွေတိုးတက်လာလို့ရှိရင်သူ့ရဲ့အသွေးခေါ်လဲသူတိုးတက်လာမှာဒီလိုဒီလမ်းမဆက်တော်ရေးဆိုတာကြည့်လိုက်လို့ရှိရင်တော့ဟာဟို okay လမ်းမဆက်တော်လောက်လိုက်လဲစီပွားရေးကောင်းလူတွေတလားတော့ပဲမြင်မြင်လိုက်ပဲဒါပေမဲ့အဲ့ဒီထက်ပို့ပြီးတော့ net ဆိုင်တဲ့ဟိုမေးခွန်းတွေအများကြီးထုတ်နိုင်ထုတ်လို့ရတယ်ဥမာလမ်းမဆက်တော်ရေးတိုးတက်အောင်လုပ်မယ်ဆိုလို့ရှိရင် okay ဘာတွေလိုလဲ ဒီဘာဖြစ်လို့ဆိုတော့ဒီအခြေခံလိုအပ်ချက်တွေကတာကျွန်တော်ဟာဟိုစီယုံရေးကိုလုပ်နိုင်ဟိုခုနဌာနီပြောသလိုပဲဟိုဖက်ဒရယ်အရေးပါရေးတွေကျွန်တော်တို့ဒေါ်လာကြီးကခဏခဏအော်လိုက်ရထားပါတော့ဒီကိစ္စတွေကဥပမာနော်တနေ့ကိုတလကိုဟိုနေစာလုပ်တဲ့နေစာလုပ်နေရတဲ့အလုပ်သမားတွေဒါမှမဟုတ်ရင်ဟိုမျိုးဒီဟိုတိုင်းသားဒေတာဖက်ကတအားနွမ်းပါတဲ့ဂျီလက်ဒေတာတွေမှာဟို ဘယ်အစိုးရပဲတက်တက်တကားမှတူတူတူတက်မှုမရှိတဲ့ခြေလက်ဒေတာတွေเนาะတိုင်းသက်ဒေတာတော့မဟုတ်ပါဘူးဒီဘီမကခြေလက်တာအနွမ်းပါတဲ့ဂျွာတွေအညာဘက်မှာအများကြီးပဲအဲ့ဒီကလူတွေကဟိုဖက်ဒရယ်အရေးလို့သူတို့ကျွန်တော်တို့တော့ပြောလိုက်ရင်တော့ပြောလို့ရှိရင်သူတို့ကဟိုဂယုဆိုင်မှာရှင်မစိတ်ဆောင်မှုရမှာเนาะဒီဖက်ဒရယ်အရေးရသူတို့ရဲ့ဟိုပစ္စည်းဝတ္ထုနိုင်ငံမှုဖွံ့ဖြိုးတိုးတက်မှုနေပါမှုတွေဘယ်လိုတွားပြီးတော့မြင့်တင်ပေးမှာဒါတွေက တို့လူတိုင်းလူတိုင်းလက်လှမ်းမိတဲ့အသွေးခေါ်သဘောတရားတွေမဟုတ်ဘူးအဲအဲ့ဒီတော့ဒါဒါကအဓိကတော့ပြောချင်တာကစီစီယုံကြီးရဲ့အားနည်းချက်ကြီးပေါ့လမ်းမဆက်တွေ့ရင်းနဲ့ဆက်ဆက်ပြီးတော့တွေးကြည့်မယ်ဆိုလို့ရှိရင်တော့စီယုံကြီးအတွက်ပို့ပြီးတော့မှအဆင်ပြေဘာလို့လဲဆိုတော့လမ်းမဆက်တွေ့ရင်းလို့မယ်ဆိုလို့ရှိရင်အခြေခံလူတွေရဲ့ဟိုဘဝကဘယ်လိုတိုးတက်လာမလဲเนาะသူတို့ရဲ့ဥမာဒီဒီလူက နောက်နောက်နောက်တစ်မျိုးကစီစီယုံချွချွမွေ့သွားရှင်တယ်စီခတ်ချွချွမွေ့သွားရှင်ဘယ်လိုသွားမလဲသူစီပွားရေးလုပ်ရှင်တယ်ဘယ်လိုစီပွားရေးလုပ်မလဲဟိုအကြောင်းတွေပါတယ်သွားရှင်တယ်ခလေးတချောင်းကောင်းကောင်းပို့ရှင်တယ်ဘယ်လိုပို့မလဲအဲအဲ့ဒီလုံးဝဟိုအသေးစိတ်ကြားတဲ့နော်ဟိုအောက်ခြေဆုံးကဖွံ့ဖြိုးတိုးတက်မှုလေးတွေကိုထည့်ပြီးပြောမှလူတွေရဲ့စိတ်ဝင်စားမှုလည်းရမှာဒီအဓိကကျွန်တော်တို့ဘာလို့အာဒီဒီဟိုဒါဝိုင်းအောင်နားထောင်နေတဲ့ ိသက်တွေကတော့အဲ့လိုကိုပိုင်အယူဆတွေနော်ကိုပိုင်အဲ့လိုဘာပေါ့အမြင်တွေမတူမတူကြဘူးနော်အမျိုးမျိုးရှိအောင်ရှိလိမ့်မယ်ပေါ့အဲကျွန်တော်အမြင်ကိုပြောရင်ကျွန်တော်ကတော့ဒီလိုဟိုကျွန်တော်တို့ကတော့အခုနားထောင်ကြည့်ရင်တော့ပြိသက်တွေနည်းနည်းတော့မှန်းကြီးတွေရပါကျွန်တော်တို့ကဟိုစီးပွားရေးဘဝလူရဲ့စီးပွားရေးဘဝကိုအခြေပြုပြီးတော့ဟောအဲသုံးသပ်တဲ့လို့ပြောရမှာပေါ့နော်ဘာလို့လဲဆိုတော့ဒီဟာကအဲ့လိုစွန့်နှောင်းကလို့ဘဝ once ိုဘာသာရေးစကားနဲ့ပြန်ဥမာတောင်းမှသီလာဆောင်းနိုင်မယ်ဆိုလိုမျိုးပဲဒီလိုလူကကိုယ်ဝန်စာချဖွင့်တဲ့အချိန်မှာအဲ့လိုဟိုဘေဝါဒတို့ဘာအီဇန်တို့နော်ဟိုဘာအယူအဆတို့စဉ်းစားနိုင်မှာမဟုတ်ဒါကျွန်တော်တို့ရဲ့အမြင်ပြောတာပေါ့နော်အဲဒီလိုမျိုးအယူအဆတွေဝါဒတွေဆိုတာကဟိုနည်းနည်းခါကြဉျံပြောရရင်တော့ဒီလိုဘိုက်ပြေနေပြီးတော့ဟိုဟို ဗိုက်ပြည်နေပြီးတော့မှနည်းနည်းဟိုအရှင်ပြည်နေအရှင်ပြည်တဲ့လူတွေမှအခုတွေးတွေးခေါ်အမှတော့အခုထမင်းစားရတယ်ပြီးတခုခုလောက်ဆရာရှိနေတယ်တချိန်လုံးဗိုက်ပြည်ဖို့ရုံးကန်နေရတဲ့လူတွေမတွေးနိုင်တဲ့အရာအဲ့လိုမျိုးပြောချင်တာပါဟုတ်ကဲ့အဲ့လိုမျိုးပြောကြည့်တာပါအဲ့ဒီတော့ကျွန်တော်တို့နည်းနည်းဟိုပါဘော intro လေးလဲ intro အထပ်ပြောရမှာပေါ့နော်အဲရေးဖို့အကြောင်းကားကိုအရင်မေးကြည့်မယ်ပေါ့နော်ရေးဖို့အကြောင်းကားဘယ်လိုလုပ်ရတယ်နိုင်ငံရေးစိတ်ဝင်စားပြီးတော့ ဒီလိုမျိုးစားရပါတယ်ဖပြစားလေလာဖြစ်လဲဆိုတာဟိုကိုယ့်ရဲ့ဟောပေါ့ကိုယ့်ရဲ့စဉ်းမြဲလေးရောပြောလို့ရတယ်လို့လေပြောကြည့်ပါအဲအဓိကအဲ့ဒါတော့ဟိုအဓိကတော့ဘယ်စားလဲဆိုတော့ဟိုငငယ်ကလေးရလဲတဲ့မလားဟိုဟိုလက်နဲ့ကင်ကြားမှာနိုင်ငံရေးတာဝန်ကြားမှာကြီးပြင်းလာတော့လေဒီကိစ္စနေတော့အမြင်ထိတွေ့နေဒါပေမဲ့လုံးဝဟိုတော့အုံနောက်ကနည်းနည်းဟိုပွင့်သွားတဲ့အရွယ်ကတော့ဖြည်းဖြည်းပြောရရင်ဒီ နေဦးတော်လိုင်းရေးဖြစ်တော့မှမဖြစ်ခင်လေးပေါ့နော်အဲ့ဒီဝင်ကျင်နေတော့မှလည်းပို့ပြီးပွင့်ပွင့်နေလားအခုအခုဆိုလို့ရှိရင်တော့ပို့ပြီးဟိုလုံနေတဲ့အလုပ်ကလည်းအလုပ်တမစိတ်ယုံစိတ်ယုံထဲမှာလုံနေတယ်လေအဲ့တော့စိတ်ယုံမှာလုံနေတော့အခြေခံလုပ်တမတွေနဲ့ဒီမျိုးထဲမှာဆိုရှင်အခြေခံလုပ်တမတွေနဲ့အမြဲတမ်းထိတွေ့နေရဟိုနိုင်ငံတွေကဘလောက်ပဲကွာခြားနေပါစေတော်ဟုတ်လားဘယ်ပဲသွားသွားအဲ့ဒီအဲ့လိုမျိုး အခြေခံကုံထုတ်လို့ရေးဆက်ယုံနေမှာအလုပ်လုပ်လိုက်လို့ရှင်ဟိုရှင်းရှင်းသိရတာကဘယ်နိုင်ငံမဆိုအကုန်လုံးအခြေအနေတူတူပဲအခြေအနေကနည်းနည်းပစ္စည်းပစ္စည်းဝတ္ထုအခြေအနေနည်းနည်းပါกว่าချမယ်ဒါပေမဲ့ဖြစ်ပေါ်နေတဲ့အအခြေအနေကဥပမာလုံးသမားတွေလုံးလုံးတယ်ရက်အနာကြီးတွေအချာကြီးလုံးလုံးရတယ်ပြင်ပပန်းတော့တယ်အပေါ်ကနေပြီးတော့မှဟိုစီမခေါက်ခမှုကတအားညံ့ဖြစ်နေတယ်ဒါပေမဲ့ဒီညံ့ဖြစ်မှုကိုသူတို့က ဟိုမပြင်ကြဘူးဖြစ်လာတဲ့ပြဿနာတွေကိုအောက်ခြေလို့သမားတွေကိုလည်းညှို့ထိုးပြီးတော့မှအာဒီအလို့သမားတွေကကောင်းလို့လို့ဒီကုမ္ပဏီကဟိုပျက်စီးနေတာအာဒီအလို့သမားတွေကမှဂယူးမဆိုင်လို့ဒီဆက်ရုံကကောင်းမထုတ်လို့နေတာအဲဒါမျိုးပြဿနာတွေကနေရာတွေအကုန်လုံးမှာကျုံဆုံနေရတဲ့ပြဿနာတွေအဲနားလေတာအဲ့လိုမျိုးနားနေတာတော့ဖြစ်ဖြစ်ကိုကလည်းဟိုဆိုင်လေးဖြစ်ဖြစ်ဖတ်လာတော့ဆိုင်ဖတ်ဖတ်နေမှာဒီအော် okay ဒါ make sense ဖြစ်တယ်ဒါမှလူတွေရဲ့စိတ်ကိုလည်း ဟိုပို့ပြီးတော့မှပတ်ဝန်းကျင်ပို့ပြီးတော့မှလေ့လာတာလေ့လာပြီးတော့မှโอเคဒီလိုမျိုးတွေဖြစ်လို့ဒီလိုမျိုးတွေဖြစ်နေတယ်ဟိုအပေါ်ရန်ပြဿနာမဟုတ်ဘဲဟိုအောက်ခြေကဟိုအောက်ခြေနဲ့ရှိုင်းစုံကတော့မှလူရဲ့အတွင်းစိတ်ကအစလေ့လာပြီးတော့မှဟိုဒီကိစ္စတွေကဒီလိုဒီလိုဖြေရှင်းတော့ရနိုင်တယ်အဲ့လိုမျိုးလေးတွေးပြီးတော့မှစိတ်ဝင်စားဖြစ်လာဒါတော့အကျံဖြစ်ပေါ့ဒီနိုင်ဟိုကျွန်တော်ရဲ့နိုင်ငံရေးဟိုလှုပ်ရှားမှုတွေဟိုရောက်လာတဲ့ အကြောင်းကိုအပြည့်ပြောရမယ်ဆိုလို့ရှိရင်တော့ဟိုစာအုပ်အထူကြီးဖြစ်သွားတယ်ဒါကျွန်တော်သူဒီကြောက်တာတော့အဲ့လိုပြောနေကျွန်တော်ကပိုတော့အများအောင်အဲ့ဒါပေမဲ့ကျွန်တော်ကတော့ဒီဘာလို့လုံခြုံရေးနဲ့ confidential ကိစ္စရတော့နည်းနည်းဟိုတတ်နိုင်သမျှတော့ဖယ်ပြီးတော့ပြောပဲပေါ့နော်အာကျွန်တော်ကတော့နာမည်ကကြည့်ရင်တော့ဟုတ်ပါတယ်ကျွန်တော်ကပဲရင်သွေးပါတယ်ပေါ့နော်အာဒါပေမဲ့ကျွန်တော်ကပြပါအာပြီးတော့ကျွန်တော်ရန်ကုန်မှာ မျိုးကြီးသားပေါ့ဗျာမျိုးကြီးရေဘောအကြောင်းအားလို့တော့မဟုတ်ဘူးကွာเนาะကျွန်တော်မျိုးဟာကြီးလာတယ်ဒါပေမဲ့ဟိုကျွန်တော်အဖေမိဘအဖေတို့ဘာလို့อ่ะအဲ့လိုမျိုးဟိုနိုင်ငံရေး background ရှိတဲ့နောက်ခံရှိတဲ့အတွက်ဟာပေါ့ကျွန်တော်ကနိုင်ငံရေးနဲ့ဒါမှကင်းဟိုဟိုးရင်ကလေးอ่ะပေါ့เนาะငငယ်လေးတွေอ่ะဒါပေမဲ့အဖေတို့ဘာလို့อ่ะကျွန်တော်အဲ့လိုမျိုးဟိုသွင်းတာတို့ရိုက်သူ့အယူအဆတွေရိုက်သွင်းတာတို့လည်းမရှိပါဘူးဒါကျွန်တော်ဘာသာကျွန်တော်ကျွန်တော်လမ်းကျွန်တော်ရှောက်နေတဲ့ ဒီနိုင်ငံရေးနိုင်ငံရောက်ပေါ့ရောက်လာတယ်လို့ပဲပြောရမှာပေါ့နော်အဲတမဲကျွန်တော်ကရန်ကုန်မှာမွေးရန်ကုန်မှာအဲခလေးဘွားကိုဖြတ်တန်းခဲ့ပေမဲ့နော်အွယ်နည်းနည်းရောက်လာတဲ့အချိန်မှာတော့အဲ့လိုမျိုးဆန္ဒတိုင်းရင်းသားဒေသဖက်တွေဘာတွေမှာအဲအကြောင်းအမျိုးမျိုးကြောင့်ပေါ့နော်ရောက်ပြီးသွားနေရတာတွေဘာတွေရှိရဲ့အခါမှာအဲ့မှာကျွန်တော်တော်တော်လေးဟိုပါအမျိုးလုံးလက်စီပွင့်နားပွင့်ဖြစ်သွားတာပေါ့နော်ဖြစ်သွားတယ်နောက်အဲ့လိုမျိုးဒီ နောက်ပိုင်းကျွန်တော်အဲ့လိုမြန်မာ ရှေ့ပြောင်းအလုပ်သမားတွေရဲ့ဘဝအခြေအနေတွေပါတွေကိုလည်းသိလာရတယ်သိလာရတယ်နောက်အဟိုပြောကျွန်တော်ကျွန်တော်ကဟိုပါဒီတနရဲဘောကြောက်ငါထက်တော့နည်းနည်းလေးတော့ဆော့တော့အောင်လို့ကျွန်တော်နိုင်ငံကြီးစိတ်ဝင်စားလာတော့ကျွန်တော်ရန်ကုန်မှာအကြောင်းပြန်တက်တယ်ပဲပြောအောင်ပါကြောင်းပြန်တက်တဲ့အချိန်တက္ကသိုလ်ပြန်တက်တဲ့အချိန်မှာသူစာအုပ်တွေပါဖတ်ဖြစ်ပြီးတော့အဲ့လိုမျိုးဟို ဒီနိုင်ငံရေးကိုစိတ်ဝင်စားလာတော့ဘောเนาะဒီအဓိကသဘောတရားရေးရာဒီပါတီဖတ်ရတယ်ဒီမျိုးဒီရဲကိုရောက်လာတာပဲကျွန်တော်ကတော့ဖတ်တာတော့တော်တော်များပါတယ်အဲ့လိုမျိုးခါကျကိုကစာအရန်ဖတ်လို့လဲအဲ့လိုမျိုးဟိုလက်တွေးနဲ့ကင်းกว่าသွားမှလဲကြောက်ကိုကိုအများနဲ့မေးခွန်းထုတ်နေတာလေးတွေရှိရပါဘောเนาะဒါပေမဲ့ဟိုကျွန်တော်လည်းလက်လက်ရှိအနေထားမှာတော့အများကြီးပြောလို့မဖြစ်လို့ဒီလောက်လောက်ပဲပြောလိုက်ပါဟုတ်โอเค အဲ့တော့ခုကျွန်တော်တို့ဒီစကားဝိုင်းရဲ့အဓိကရည်ရချက်ကတော့ကျွန်တော်တို့ဟိုနော်ဟိုအခု လက်ရှိအများပြောနေတဲ့အတွေ့အခေါ်တွေသဘောတရားတွေနည်းနည်းလေးကွဲပြားခြားတဲ့အမြင်တွေတင်ပြချင်တယ်ဟိုခုရေပန်းသိမ့်မစနော်ရေပန်းသိမ့်မစားတဲ့အတွေ့အမြင်တွေလက်ဝဲအတွေ့အခေါ်တွေချို့တင်ပြချင်တယ်ကျွန်တော်တို့လေ့လာတွေ့ရှိထားတဲ့အကြောင်းအရာတွေကိုတင်ပြမယ်ပြီးဖြစ်နေတဲ့ကမ္ဘာနိုင်ငံရဲ့အကြောင်းတွေလည်းရှင်းလင်းသုံးသပ်မယ်ကျွန်တော်တို့မြန်မာနိုင်ငံ ဲ့ဘယ်လိုဆက်ဆက်နေလဲဖြစ်ပြနေတဲ့အကြောင်းအရာတွေတော်တော်များကိုဆွေးနွေးကြအောင်အဲအဲ့တော့အခုတော့ဒီ episode မှာတော့ဒီလောက်ပါပဲကျွန်တော်တို့အခုမှတော့ podcast ကိုမလုပ်ဘူးလို့ဖူးနေမလုပ်တက်လို့တက်နေစလုပ်တယ်ဆိုတော့ねအထင်ငော့နေတယ်ပါလေးရှိနေတယ်ဒါပေမဲ့ဟိုလာမဲ့အဲအပိုင်းနေကြလို့ရှင်ကျွန်တော်တို့ဒီစီစီလေးပြောမဲ့ topic ခေါင်းစဉ်လေးနဲ့ဒီစီစီလေးအဲပြောပြီးတော့ဆွေးနွေးကြအခုကတော့ကျွန်တော်တို့စားတင်တယ်မို့လို့နည်းနည်း ဟိုပူကျော်အောင်ဆန်းပြောတဲ့စကားလည်းရှိပါကျွန်တော်ထမင်းစားလဲနိုင်ငံရေးရှိရဲအဲထမင်းစားလဲနိုင်ငံရေးရှိရေတော့လဲနိုင်ငံရေးရှိရထိုင်နေလဲနိုင်ငံရေးရှိရသွားနေနိုင်ငံရေးရှိရဘာလို့လဲဆိုတော့နိုင်ငံရေးဆိုတာနိုင်ငံဆိုတာကဟိုပါကျွန်တော်တို့လူလူတိုင်းနဲ့သက်ဆိုင်တယ်အမှန်တော့ဟိုကျွန်တော်တို့ကကျွန်တော်ကကျွန်တော်တို့ဟိုကိုယ်ကလာကိုယ်ကကိုယ်ဝမ်းသာလုံလောက်အောင်ပဲရှာမယ်ကိုဟာကိုယ်ပဲလုပ်မယ် နေမယ်လို့ပြောပေမဲ့လည်းကိုကနိုင်ငံတစ်ခုထဲမှာหนีပြီးတော့မွေးပြီးတော့ကျင်တန်နေရလူတွေဖြစ်တဲ့အခါမှာကျွန်တော်တို့ရဲ့လုံဆောင်မှုတိုင်းကဒီလိုနိုင်ငံအပေါ်မှာလည်းတကယ်တော့ဟိုကိုကတယောက်သေးဆိုရင်မသိတာရယ်မယ်ပေါ့နော်အဲ့လိုမျိုးပါပါနိုင်ငံလူတွေအများကြီးအားလုံးနဲ့ပေါင်းကြည့်လိုက်ရင်တော့ဒီလိုမျိုးဟိုနိုင်ငံကိုလုံကိုရဲ့အလုပ်သမားအပြုအမူလုံဆောင်မှုတွေအားလုံးကနိုင်ငံကြီးဖြစ်တယ်ဆိုတာကိုတွေ့ရတာပဲပေါ့နော် တော့ကျွန်တော်တို့နည်းနည်းထပ်ပြောတင်တာထပ်ပြီးတော့ပြောတင်တာတော့အဲဘယ်အရာကိုမဆိုတော့အဲ့လိုမျိုးဟိုကွက်တိလို့မရဘူးပေါ့နော်ကျွန်တော်တို့အားလုံးအနေနဲ့ခြုံကြည့်မှအဲ့လိုတိကျတဲ့အဲ့လိုလက်တွေ့နဲ့နှီးစက်တဲ့အဖြေရပါပေါ့နော်ကျွန်တော်တို့ကပြဿနာတစ်ခုကိုသူ့ရဲ့ကြည့်ရင်ဟိုကောက်ချက်တွေကိုကိုမှပေါ့ကိုမှလည်း bias ပေါ့နော်အဲ့လိုဆန္ဒဆွဲအယူဆွဲတွေရှိရတဲ့အခါမှာအဲ့လိုကိုရဲ့ကောက်ချက်ချလိုက်ရလွဲသွားတတ်တယ်ပေါ့နော်အဲအကြောင်း တက်နိုင်များအားလုံးကိုချုပ်တည်နိုင်အောင်လုပ်ရမယ်နောက်ဆုံးအဲအဲကြောင့်ပို့ကြောကပေါ့နိုင်အားလုံးကနိုင်ငံရေးဖြစ်တယ်လို့ပြောတာပေါ့နော်ပြီးတော့နိုင်ငံဆိုတာလူလူတွေအားလုံးနဲ့သက်ဆိုင်တယ်နိုင်ငံသားအားလုံးနဲ့သက်ဆိုင်တယ်နောက်ဆုံးဟိုလမ်းပန်းဆက်သွယ်ရေးလေးနဲ့ဟောက်ပြပြီးတော့ပိတ်လိုက်တင်တာတော့ကျွန်တော်တို့ကမြစ်တွေချောင်းနေလို့ပဲပေါ့နော်မြစ်တွေချောင်းနေဆိုတာကသူဒီတိနေမြစ်တွေချောင်းနေရရှိနေမှာပဲအဲ့မြစ်တွေချောင်းနေက ပြိနေတယ်ဆိုတာကဒီလိုတစ်ချိန်ချင်းကြရင်သူကအဲ့လိုမျိုးမြစ်တွေချောင်းနေသူကတခုတည်းသွားနေခရီးရမတွင်အဲ့လိုလမ်းလေးမှာပိတ်နေရရှိမယ်ဒါပေမဲ့မြစ်တွေချောင်းနေကပေါင်းစည်းလာတဲ့အခါမှာဆိုရင်ရေစီးရကောင်းလာရောသူတို့တားစီးနိုင်မယ်အဲ့လိုလမ်းမှာအတားစီးတွေကိုလည်းတိုက်ထုတ်ပစ်နိုင်တိုက်စားထုတ်ပစ်လိုက်နိုင်မယ်ပြီးတော့နောက်အဲ့လိုမြစ်တွေချောင်းနေတဖြည်းဖြည်းကြီးလာပြီးနောက်ဆုံးရရင်ဘယ်တဲ့ကိုရောက်သွားမလဲဆိုတော့ပင်လယ်တွေရောက်သွားမယ်ပင်လယ်တွေကနေပေါင်းစည်းသွားတဲ့အခါမှာသမုဒ္ဒရာတွေဖြစ်လာမယ်ဒါကကျွန်တော်ရဲ့အာ ကျွန်တော်ရဲ့အယူအဆကိုနည်းနည်းလေးပေါ့ဗောအရေးအမှန်ပေးပြီးတော့ပြောပြတာလည်းပါတာဗောနော်ဒါပေမဲ့ကျွန်တော်အမြင်ကတော့အဲ့လိုပါကျွန်တော်တို့ကဟိုဒီစစ်တက်က CSS ကျွန်တော်တို့သွေးကွဲအောင်အဲမပေါင်းစည်းနိုင်အောင်ခွဲထားလို့ကျွန်တော်တို့ကမစည်းလုံးနိုင်တာဖြစ်တယ်ဗောနော်ဟိုစစ်တက်တစ်ချိန်လုံးတီးပြီးမှအာဒိုင်နာစည်းလုံးညွေးကြီး တို့ရေးတို့ဘာလို့လျှောက်ပြောနေမလဲအဲ့ဟာကစကားပဲပေါ့နော်တကယ်လက်တွေ့အနောက်မှာမပါတဲ့အခါမှာစကားကအခွန်နေပဲဖြစ်နေရပေါ့နော်ဟိုအဲ့တော့ဒါပေမဲ့အဲ့လိုမျိုးအခွန်ဖြစ်နေလို့လည်းမဟုတ်ဘူးဆိုတော့လည်းမဟုတ်ဘူးပေါ့နော်သနာရေးပေါ်ကြောင်းကပြောသားသလိုပဲတော့လမ်းပန်းဆက်သွယ်ရေးကြီးကောင်းလာရင်လူတွေအချင်းချင်းပို့ပြီးထိတွေ့လာမယ်အချင်းချင်းပို့နားလည်မှုတွေရလာမယ်အဲ့တော့အရှိဒီချောင်းနေရာနေပေါင်းစည်းပြီးမြစ်တွေဖြစ်လာသလိုမြစ်တွေပေါင်းစည်းပြီးတော့အဲ့လိုပင်လေ ထဲပင်နယ်တွေဖြစ်လာသလိုပေါ့နော်ကျွန်တော်တို့နိုင်ငံကလူတွေအရတချိန်ချိန်ကြရင်တော့ဟိုညီကြီးလက်ခတ်မလွဲပေါ့နော်အဲတပေါင်းတစီတည်းဖြစ်လာမယ်လို့ကျွန်တော်ကတော့အမြဲယုံကြည်ပါတယ်အဲအကြောင်းကျွန်တော်နာမည်ကလည်းအဲ့လိုပေါ့ကလောင်နာမည်ကလည်းဌာနီရဲဘော်လို့ပေးထားတာဖြစ်ပါတယ်ပေါ့နော်ဌာနီဆိုတာကကျွန်တော်တို့မွေရဲ့ဌာဌာမွေရဲ့ဌာနီကိုယူပြီးတော့ပေးထားတာဖြစ်ပါတယ်ကျွန်တော်တို့ဒီနိုင်ငံမှာမွေဒီနိုင်ငံမှာကြီးပြီးတော့ ီနိုင်ငံသားတွေအားလုံးကကျွန်တော်တို့နဲ့ဟိုတူညီတဲ့ကံကြမ္မာကိုတည်ဆောက်နေတဲ့တလီတဲ့စီခီးတဲ့ဆိုကျွန်တော်ကမြင်လို့ပါဟုတ်ကဲ့အဲ့လားမဲ့ကျွန်တော်ဘာကြတော့အနီကုန်းထုတ်ချင်ပါတယ်ကိုအကြောင်းကပြောပါတယ်โอเคโอเคအဲကျွန်တော်တို့အာဒီလောက်နဲ့ရက်လိုက်ပါဦးမယ်လာမဲ့လာမဲ့အပိုင်းတွေကြာလို့ရှိရင်ကျွန်တော်တို့ပြောမဲ့ကိစ္စနိုင်ငံရေးကောင်းစီတွေလည်းအဲကျွန်တော်စီပွားရေးနိုင်ငံရေးကောင်းစီတွေလူမှုရေးကောင်းစီတွေကျွန်တော်ပြောကြအောင် အဲနားထောင်တဲ့သူတွေပြည်သက်တွေအနေနဲ့လည်းကျွန်တော်တို့ကိုဆွေးနွေးစေချင်တဲ့အိစားတွေရှိတယ်ဆိုလို့ရှိရင်အာ comment မှာပေးလို့ရပါတယ်ကျွန်တော်တို့ကိုပြောတောင်းဆိုလို့ရပါအာကျွန်တော်တို့နောက်ကြမှာဆက်တွေ့ကြမှာပြောတာဒီအခုအပိုင်းကတော့ကျွန်တော်တို့ကစလှုပ်တာဖြစ်တဲ့အတွက်လို့စကားမှားတာတွေပါတယ်လည်းရှိမှာပေါ့เนาะကျွန်တော်တို့လည်းလက်တန်းပြောနေလို့ဖြစ်တာပေါ့အဲအကြောင်းဟိုကျင့်ကျင့်တာမရသေးဘူးဖြစ် ဟုတ်ကဲ့ဟုတ်ကဲ့အဲအကြောင်းအလိုအမားဓာတ်ရရှိတယ်ထောက်ပြလို့ရပါတယ်ကျွန်တော်လည်းဟိုအဲရိတ်သက်တွေဘက်ကအဲ့လို feedback ကိုဖတ်ပြီးတော့ပါပေါ့ပြန်ပြီးတော့ဖြေကြားပေးတော့မှာဖြစ်ပါတယ်ဟုတ်ကဲ့ပါโอเคโอเคအားလုံးအဲအဆင်ပြေကြပါစေဗျာ